ီပညာရဲ့လက်ရှိအခေါင်ကျော်ကကျုပ်ရဲ့အမိပဲတောင်တောင်အီအီနဲ့ရှောက်တွေးပြီးတော့တောင်လုံးမြောက်လို့ရှောက်လို့ဖို့စိတ်နဲ့အောင်မကြံစီလိုက်နဲ့မပန်းညူမပန်းညူရဲ့နာမှာကျုပ်အမိရဲ့အခိုင်းစရီအငြင်းမပြတ်ရှိနေတယ်။အားလုံးပဲမိလာပါရှင့်ကျမတို့ရဲ့ channel ကနေကြိုဆိုလိုက်ပါတယ်1980ခုနှစ်ကာလတွေမှာတော့ရန်ကုန်တက္ကသိုလ်တမိုင်းဌာနမှာမပန်းညူညူလို့နာမည်ရတဲ့ចောင်းသူတူရှိခဲ့ပူပါတယ်မပန်းညူညူဟာဆိုရင်ချောတယ်၊နှားတယ်ပြောဆိုသိမ့်မှုတယ် လူတိုင်းနဲ့အဆင်ပြေအောင်ပေါင်းသင်းဆက်ဆံတတ်တာဖြစ်တော့လူချင်းလူခင်ပေါများပါတယ်။အဲဒီခေအဲဒီခါမှာတော့တက္ကသိုလ်ကျောင်းသားတွေကမှမပန်းညူဟာအတန်အသင့်ရေးပန်းစားပါတယ်။မပန်းညူမှာတော့မောင်ဘိုးငယ်လို့ဆိုတဲ့ချစ်သူတူရှိပါတယ်။မောင်ဘိုးငယ်ဟာဆိုရင်တော့ဒူရင်းသီးနဲ့အလားတန်းတူပါတယ်။ပြောဆိုမောင်းမှပြီးတော့ရှင်သီးရဲ့ချစ်ကန့်ကန့်အမှုရနဲ့ဆက်ဆံတတ်တယ်။ရုပ်စင်းအင်ကာကြမ်းတမ်းနေ။ညနာမှလည်းကြောက်ပေါက်မှတက်တဲ့နဲ့အကြည့်ဟာဆိုပါတယ်။ သူတို့ချစ်သူနှစ်ဦးစလုံးရဲ့ရုပ်သွင်းဟာဆိုရင်ရော အမှုအကျင့်ဟာဆိုရင်ရော အပြောဆိုဟာဆိုရင်ရောစိတ်ထားရကရော တူညီရအရှိမရှိဘူးအရာရာလေးစံကျင်ပတ်တည်ကြီးပဲဖြစ်နေတော့တယ်ဒါပြင်မပန်းညွာဆင်းရဲချို့တဲ့အတိုင်းဝန်းရာဖြစ်ပြီးတော့မောင်ဘိုးငယ်ရဲ့မိဘအတိုင်းဝန်းဟာဆိုရင်တော့သူတို့ရွာရွာဒေသမှာအတန်အသင့်ချမ်းသာကြွယ်ဝတဲ့သူတွေဖြစ်နေပါတော့တယ်လူနေမှုအဆက်တန်းကွာခြားတာရုပ်ရည်နဲ့စိတ်ဓာတ်မတူညီကြတာမပန်းညွနဲ့မောင်ဘိုးငယ်တို့ရဲ့အချက်စလန်ဟာဆိုရင် စစ်ကွေးဝိတုတခုလို့ထင်မှန်းဖွယ်ရှိနေပါတယ်။ဖန်တီထားတဲ့ရုပ်ရှင်စံနဲ့မပန်းညူကိုတော့စိတ်ဝင်စားရသူမြောင်များစွာရှိရဲ့အထင်မှမှမောင်ဘိုးငယ်ကိုသာမပန်းညူရဲ့ချစ်သူဖြစ်နေရရှိခဲ့တာဖြစ်ပါတယ်။တချို့ကမောင်ဘိုးငယ်ကိုကံကောင်းလွန်တဲ့သူလို့အချီးကျူးကြတယ်။တချို့ကတော့ရေဆက်ပါလို့ဆုံးချကြတာလို့ယူဆကြတယ်။တချို့ကတော့မပန်းညူကငွေမဲလို့လက်ခံထားဆိုပြီးတော့ကဲ့ရဲ့ကြတယ်။တချို့ကတော့မတန်မရမလိုက်ဖက်တာဆိုပြီးတော့နှမျောတတဖြစ်ကြတယ်။ မောင်ဘုံငယ်ထဲရုပ်ရည်တာလွန်တဲ့နောက်ခံအတိုင်းဝိုင်းတောက်တဲ့နဲ့အရေးချင်းပြေးဝါတဲ့သူတွေများစွာရှိနေပြီးတော့မောင်ဘုံငယ်ကိုရွေးချယ်မိတဲ့အပေါ်မှာတာယန်ကက်ရှင်မပန်းညူကိုရိုက်ဇဝေစွာဖြစ်နေမိပါတယ်။ချစ်သူသမီးစားပွားကိုမရောက်ခင်ကမောင်ဘုံငယ်ကမပန်းညူရဲ့မျက်မှန်းတမ်းပြီးရောအတန်းပေါ်တငယ်ချင်းသာဖြစ်ပါတယ်။မပန်းညူအနေနဲ့လည်းကြင်များတဲ့သူတယောက်လည်းဖြစ်တယ်။မောင်ဘုံငယ်ဟာဆိုရင်တော့မပန်းညူနဲ့နှိစက်မှုရှိစေဖို့ကြိုးစားတယ်။မပန်းညူကတတိထားမိပြီးတော့ရှောင်းတယ်။ ဒီလိုနဲ့တနေ့ကျတော့မပန်းညိုတငယ်ချင်းမင်းကလေးတို့ကလက်ပတ်ထုတ်ကျွေးလိုက်တယ်။ဗိုက်စာနေချင်းဖြစ်တော့မပန်းညိုကအားရပါးရစားလိုက်မိတယ်။ဒီလိုစားပြီးလိုက်တဲ့အချိန်မှာတော့ဘဲနဲ့လည်းမပန်းညိုစားလို့ကောင်းတယ်မဟုတ်လား။ဒီလိုလက်ပတ်ထုတ်ကျွေးရမင်းကလေးကမေးလိုက်တယ်။ဘာရစားနေလို့လားမသိပါဘူး။စားလို့အရန်ကောင်းတာပဲ။ဒီလိုမပန်းညိုကပြောမှာတော့ဒါဆိုရင်ဒီလက်ပတ်ထုတ်ကြိုက်တယ်ပေါ့ဟုတ်လား။ဒီမင်းကလေးကပြန်မိပါတယ်။ကြိုက်တာမှအရန်အရန်ကိုကြိုက်ပါတဲ့။ ဒီလိုမပန်းညွာဖြေးလိုက်။အင်းဒီလက်ပတ်တော့ကိုကြိုက်ရင်ဒီလက်ပတ်တော့ကျွဲရဲ့တို့လေအရင်ရဲ့ပြန်ကြိုက်မှရမှာနော်။ဒီလိုမင်းကလေးကပြုံးစည်းစည်းလုပ်ပြီးပြောလိုက်ပါတယ်။မပန်းညွာလည်းမျက်မှောင်ကျုပ်ပြီးတော့ပြောပါဦး။လက်ပတ်တော့တပွဲနဲ့တော့မင်းမချင်မကြိုက်ချင်မအောင်။ဒီလိုပြောလိုက်တော့မင်းမချင်တော့ကြိုက်ခိုင်းမှမလားဟဲ့။ဒီလက်ပတ်တော့ကိုငါဝယ်တာမဟုတ်ဘူးဟဲ့။ဘိုးငယ်လေးဘိုးငယ်ဘုန်းငယ်ကသူကိုယ်တိုင်ကျွင်းနေမစားမဆုံးလို့တဲ့အဲ့ဒီလက်ဖက်တုပ်တွေကို90ယူလာပြောနေကိုကျွေးခိုင်းတာ ဒီလိုမိန်းကလေးရအကြောင်းဆုံးပြောပြပါရယ်ပြောပြလိုက်တော့မပန်းညို့ဟာအောင်တိအောင်သက်ဖြစ်သွားပါရယ်ဘုန်းငယ်တို့များနော်အကဲပုံနေလိုက်တာဒီလက်ဖက်တော့မပန်းညို့တောင်ပဲစားပါစေတဲ့တခြားဘယ်သူမှမစားပါစေနဲ့လေငါလည်းအမြင်ကတ်တာနဲ့တစုံတစုံကြီးပြစ်လိုက်တယ်ဘုန်းငယ်ကလက်ရကောင်းတာပဲဟဲ့လက်ဖက်တော့စားပြီးတော့မှငါအောင်သူ့ကိုတိုက်ချင်တယ်လို့ကြီးဖြစ်သွားတယ်ဒီလိုပြောဆိုပြီးတော့ယူမော်နီယာမပန်းညို့ကနောက်နောက်ဆိုရင်သူ့ပေးတာရေမယူလာပါနဲ့တကယ်ချင်းရယ်ဒီလိုတောင်းပန်ပါတယ် မပန်းညွယ်တငယ်ချင်းကတော့ရီမောရင်ရီမောပြီးတော့အော်ဘုံငယ်ကမှားလိုက်သေးတယ်။သူ့ရဲ့လက်ပတ်တော့စားပြီးရင်နဲ့မပန်းညွယ်ကသူ့ရဲ့အချို့လက်ခံကိုလက်ခံရမယ်တဲ့သိလား။အရင်ကြီးရတဲ့ကောင်စုပ်ဒီလိုပြောပြီးထွက်သွားပါတယ်။ဒီမင်းကလေးရဲ့စကားသက်အဆုံးကတော့မပန်းညွယ်ကောင်းတဲ့မှာမိုက်ခနေဖြစ်သွားပါတယ်။ရွှင်တက်တလန်လည်းဖြစ်ပြီးတော့ကကြုံကရင်ဖြစ်လာတယ်။အစားတောက်မှပြီးတော့ရွှင်ပြည့်တယ်လို့မအီမလဲခန်းစားလိုက်ရတယ်။မပန်းညွယ်နားထဲမှာတော့ဘုံငယ်ကပြောလိုက်တယ်သူ့ရဲ့လက်ပတ်တော့စားပြီးရင် ူရဲ့အချစ်ကိုလက်ကိုလက်ခံရမယ်။လက်ပတ်တော့စားပြီးသူရဲ့အချစ်ကိုလက်ခံရမယ်။ဘိုးငယ်ရဲ့အချစ်ကိုလက်ခံရမယ်။ဘိုးငယ်ကိုလက်ခံရမယ်။ဘိုးငယ်ကိုလက်ခံရမယ်။ဘိုးငယ်ကိုလက်ခံဘိုးငယ်ကိုလက်ခံဒီလိုအတန်အကြာနေရပါတယ်။စိတ်အထင်နဲ့ကြားရောင်နေရမျိုးမဟုတ်ဘဲနဲ့အသက်ကြီးကြီးအမျိုးသမီးတူကအနာရက်ကပ်ပြီးပြောနေတဲ့ပုံစံမျိုးကြားနေရတာပါ။မပန်းညောကအသက်ရှုံမွားတယ်လို့မောကြလာပြီးတော့ခေါင်းချောက်ချားနဲ့ လမခုံလမခုံဒီလိုတီတူရေရွနေရှာပါတယ်မပန်ညို့ဟာဆိုရင်တော့အဲ့ဒီချင်အားစပြီးမောင်ဘုံငယ်အကြောင်းမကြာခဏတွေ့ကြလာခဲ့တယ်မပန်ညို့ရဲ့အိမ်မက်ထဲမှာလေမောင်ဘုံငယ်နဲ့အတူပေါင်းဖွဲ့ရတယ်ဆိုပြီးတော့နေစဉ်ရဆက်စတို့တို့မတက်လာတယ်စားတဲ့ကြာရစဉ်ကထိန်လဲတလုံးခဲရတဲ့ဘုံငယ်ကိုလက်ခံဘုံငယ်ကိုလက်ခံဒီအတန်ကြီးကိုနိုင်ရင်စားပြုတ်လာတယ်မောင်ဘုံငယ်ကိုယ်တိုင်လာကြွေးရဲ့လက်ဖက်တော့ကိုယ်တော်ကမမက်မမောစားတော့တက်လာတယ် ဒီလိုနဲ့ယူသားတဲ့မပန်းညူရဲ့ဘွားဟာဆိုရင်တော့မောင်ဘုံငယ်ရဲ့လက်ခုပ်ထရရွှေတပွဲဖြစ်လာခဲ့ရတော့တယ်။အွန်လိုင်းပညာရဲ့မှာအမှားပညာဆိုတဲ့ပညာရဲ့တစ်ခုရှိပါတယ်။အမှားတိုင်းလို့လည်းခေါ်ကြတယ်။ပြူစားလို့ရတဲ့သူကိုတိုက်ရိုက်မပြူစားပဲနဲ့ဂျာကန်လူတယောက်ကနေတစ်ဆင့်အတိုက်ထည့်ထားတာဖြစ်ပါတယ်။မောင်ဘုံငယ်ဟာဆိုရင်တော့မပန်းညူရဲ့တငယ်ချင်းကိုဂျာကန်လူအဖြစ်အသုံးပြုပြီးတော့မပန်းညူကိုငားမလိုက်တယ်။ငါ့ကိုပြန်ကြရမယ်လို့ပြောလိုက်။ဒီလိုပြောခိုက်ပါတယ်။ဒီတငယ်ချင်းကလည်းမပန်းညူနဲ့တွေ့ရခါ နင့်ကိုဘုန်းငယ်ရမလိုက်တဲ့သူ့ကိုပြန်ချရမယ်တဲ့ဒီလိုပြောလိုက်တဲ့အခိုက်မှာပဲမပန်းညူဟာအမှားတိုက်မိသွားတာဖြစ်ပါတယ်ဒါအပြင်မောင်ဘုန်းငယ်စီရင်ထားတဲ့ခက်ဆေးပါတဲ့လက်ဖက်တော့ကိုအကြိမ်ကြိမ်စားမိတာဖြစ်တော့ခက်ပြင်းပြင်းခက်ဆေးပင်မိနေရခံရပါတော့တယ်ပြူစားခက်လန်ရတဲ့မပန်းညူဟာဆိုရင်တော့မကြည့်ချင်လောက်အောင်မုန်းခဲ့ပိုးတဲ့မောင်ဘုန်းငယ်ကိုမတွေ့ရရင်မနေနဲ့အောင်တန်တန်ဆွဲဖြစ်လာတော့တယ်မပန်းညူတွေမကောက်မောင်ဘုန်းငယ်ရဲ့လက်ဖက်တော့ကိုနည်းနည်းလောက်မိစမ်းစားတော့ခဲ့တဲ့သူ့ရဲ့တငယ်ချင်းမင်းကလေးပါ ဘုံငယ်ကိုတတ်မှတ်လာခဲ့ပါတယ်။ဒီမင်းကလေးမှာချစ်သူရေးစားရှိနေတဲ့အတိုင်းဘုံငယ်အလိုရှိနေအရာရာကိုကြည်ကြည်နဲ့နဲ့ပေးဆက်နေတော့တယ်။ဂန်းကောပန်းပမာဖူဖူရွာရွာနဲ့တင်းပြက်ပြက်မွေးနေတဲ့မပန်းညိုလေးကမောင်ဘုံငယ်ရဲ့ယာကမီမြိုင်အမတိုက်ကြောင့်မြေမှာခပြီးတော့နွမ်းလျညှိုးငယ်ခဲ့ရပါတယ်။မပန်းညိုကအထီးတွေမှာတာယာပြီးတော့မောင်ဘုံငယ်ကိုဆွဲလန်းနေရဆိုပေမဲ့တခါတည်းမှာတော့သူ့ရဲ့အတွင်းစိတ်ထဲမှာမောင်ဘုံငယ်ကိုမသက်တည်တယ်လို့လဲခံစားနေမိတတ်တယ်။ ဒီစိတ်မျိုးခံစားမိနေချိန်မှာတော့မောင်ပုံငယ်ကိုရှောင်ဖွေနေတတ်တယ်။မတက်သားလို့တွေ့ရတဲ့တိုင်အောင်စိတ်မပါလက်မပါအေးဒီအေးဆက်ဖြစ်နေတတ်တယ်။မောင်ပုံငယ်နဲ့သူမရဲ့တငယ်ချင်းမင်းကလေးတို့တိုက်တဆိတ်ဖောက်ပြန်နေတဲ့အကြောင်းရိမ့်မိနေရဆိုပေမဲ့မပန်းညူကမောင်ပုံငယ်ကိုမလွတ်ဆန်ဝတ်မအောင်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့တခုခုပြောလိုက်မယ်ကြားလိုက်တိုင်းဘိုးငယ်ကိုစိတ်ညစ်အောင်လုပ်ရင်နင်းကိုတတ်မယ်။ဘိုးငယ်ကိုစိတ်ညစ်အောင်လုပ်ရင်နင်းကိုတတ်မယ်။ဒီလိုအသက်ကြီးကြီးမိမတူရဲ့အတန်ကိုမပန်းညူကြားရပါတယ်။ ထက်ကတလဲလဲကြားနေရတာဖြစ်ပါတယ်။ထင်အောင်ထင်မှားနဲ့ကြားရောက်မိတာမျိုးမဟုတ်ဖ ೇನೆ ။ပီပီတတတတဲကွယ်ကွယ်ကြားနေရတာမျိုးဖြစ်ပါတယ်။ဒီမိမကြီးရဲ့အတန်ဟာဆိုရင်အနေငယ်အော်တယ်။ခြောက်ကက်ကက်နိုင်တယ်။မာကျော်ခက်ထန်တယ်။အတန်ရှင်ကဘယ်သူပေါ်ွားဖြစ်တယ်ဆိုတာမသိသေးကြအောင်ဒီအတန်ကိုကြားနေရတဲ့အချိန်တိုင်းအချိန်တိုင်းမှာမပန်းညူကမိုးကနေမှိုက်ကနေဖြစ်သွားတတ်တယ်။အသေးစိတ်တို့ရင်ရိုက်ပြီးတော့ကြုံကရင်ဖြစ်လာတတ်တယ်။မပန်းညူကဒီအတန်ကိုအလွန်ကြောက်ရွံ့နေ။ညင်းဆန်ခြင်းတဲ့အတိုင်းညင်းဆန်နိုင်စွမ်းမနေတတ်တယ်။ ကြားရတဲ့အသင်ရဲ့ခိုင်းစင်ရဲ့အတိုင်းလုံးဆောင်ရမြင်ဖြစ်နေရဲ့တနေ့တော့မောင်ဘုံငယ်ထောင်သူရဲ့ဇာတိမျိုးကနေစိတ်မျိုးတူရောက်လာခဲ့တယ်။အဲ့ဒီသူကဘုံငယ်မင်းမေကြီးတော်များမင်းစားဖို့ဆိုပြီးတော့လက်ဆောင်ပစ္စည်းထည့်ပေးလိုက်တယ်။ယူပါအောင်ဟာဒီလိုဆိုပါတယ်။အဲ့ဒီချိန်မှာတော့မပန်းညိုကအဲ့ဒီအိမ်မှာရှိနေရဖြစ်တော့အဲ့ဒီသူရဲ့လက်တွဲမှာတော့ဘသူအိတ်ဘာပစ္စည်းမှမရှိဘဲနဲ့ပြောဆိုနေရဖြစ်တော့ဦးကြောင်ဖြစ်သွားပါတယ်။မောင်ဘုံငယ်ကအိမ်ဟာကနေထားလိုက်ပြီး ခြုံဆောင်တစ်ခုနဲ့အဲ့ဒီသူကဥကောင်းကနေစကားခန္ဓာကိုယ်တစ်ခုလုံးလွှမ်းခြုံလိုက်ပါတယ်။အဲ့ဒီနောက်မှာတော့ချက်ချင်းဆုတ်သလိုပဲအဲ့ဒီခြုံဆောင်ခွာချလိုက်ရမှာတော့လက်ဖက်တော့အထုပ်တွေနဲ့ငရဲချောင်းအထုပ်လေးတွေကိုဆောင်နဲ့အတူပလာရာကိုတွေးလိုက်ရပါတယ်။မပန်းညိုရလဲအန်အောင်လုံးနာကြောင့်မျက်လုံးတွေဝိုင်းဆက်သွားပါတယ်။ဗစက်အဟောင်းသားဖြစ်သွားတယ်။မောင်ဘုံငယ်ကမပန်းညိုခက်တတိအပြုံမျိုးပြုံးပြီးတော့စိုက်ကြည့်ကတိတ်ပြီးထူးဆန်းသွားသလားမပန်းညိုအရန်လည်းမအံ့အောင်ပါနဲ့လက်ဆောင်ပါရိတ်ပညာရဲ့ မမြင်ဘူးရင်လည်းကြည့်ထားမကြောက်ဘူးလည်းမှတ်ထားကျိုးတိုးဘိုးစင်ပေါ့စားထိမ့်သိမ့်လာတဲ့ပညာတစ်ခုပဲဒါကဘာဟုတ်သေးလို့လဲချစ်လို့ပဲဖြစ်ဖြစ်မောင်းလို့ပဲဖြစ်ဖြစ်ဘသူ့မဆိုကျိုးတိုးပညာယူအောင်တည်အောင်ပြုနိုင်စွမ်းနေစီဝါပြောင်းမိသားစုဖယောပြဲပြောင်းလဲစွမ်းနိုင်နေကျုပ်ကသာအလို့ရှင်လေဘုံစင်ခုနှစ်ထပ်ပေါ်ကတဝင်းမင်းသမီးဖြစ်နေပါစီကိုကိုငယ်မမောင်ငယ်လို့တို့လို့သာပြုံမွေးပါတော့ဆိုပြတူးထုတ်လာအောင် ဘုန်းငယ်နဲ့ဘာမှန်နေလဲဒီလိုပြောလိုက်တာဖြစ်တော့မပန်းညော်လေးထိန်လန့်လွန်လာကြအောင်ဆွမ်းအားသွားရပါတယ်တောင်တောင်အီအီနဲ့ရှောက်တွေးပြီးတော့တောင်လုံးမြောက်လို့ရှောက်လို့ဖို့စိတ်နဲ့အောင်မကြံစီလိုက်နဲ့မပန်းညော်မပန်းညော်ရင်တော့မှကျုပ်အမေရဲ့အခိုင်းအဆီအမြဲမပြတ်ရှိနေတယ်မပန်းညော်တော့ကျုပ်ရဲ့အမေကအချိန်မေးလာလို့ရတယ်တက်တက်ကြီးတတိထားပြီးတော့ဒီလိုပြောဆိုလိုက်ရမှာတော့မပန်းညော်လေးကကြံရွံ့တဲ့စိတ်ဝမ်းနဲ့ယူကြုံမရတဲ့စိတ်တွေနဲ့မူနော်နော်ဖြစ်လာပါတယ် အဲ့ဒီအချိန်မှာပဲအရင်ကကြားခဲ့ရပူတဲ့အတန်ကိုကြားရပြန်ပါတယ်။ဒီတန်ဟာဆိုရင်တော့မောင်ဘိုးငယ်ရဲ့မိခင်အတန်မှတိခဲ့ရပါပြီ။ညီကျက်ကျက်တတိထာနေညီကျက်ကျက်တတိထာနေညီကျက်ကျက်သာတတိထာနေဒီလိုထက်ခါထက်ခါချိန်ဆောင်နေရဲ့၆ကကအတန်ကြီးတို့ရုတ်တရက်ကြားရတာဖြစ်တော့မပန်းညိုကကြောင်ရွံ့လွန်လာကြောင့်တတိလက်ခလဲကြမိမြောက်သွားပါတော့တယ်။ညာကျုံညိုလို့တင်စားခေါ်ဝေါ်ကြတဲ့ရန်ကုန်တက္ကသိုလ်ကျောင်းတော်ကြီးမှကျောင်းသူတူဦးဖြစ်တဲ့မပန်းညိုဟာဆိုရင် ဖို့ပွင့်လန်းဆန်းတဲ့အလားသွေးကျဲခဲ့မှုတဲ့အညာတရာပန်ပွင့်ငင်ဟာဆိုရင်လမ်းရကာနေနွဲနွဲရကာနေကျွေးညီမခါပြီးတော့တရင်နန်းတို့ခန့်ချက်ခဲ့ရပါတယ်အလားသွေးကျဲစွာနဲ့ရန်နံမွေးခန့်စဉ်အခါတော့အခါမလက်နန်းရှိုက်ချီမွားခဲ့တဲ့မောင်ပိုးငင်ကရန်နံပြည်ရဲ့အကျွေးပန်းကိုရောင်ရမ်းတော့မှလမ်းမကြည့်တော့ပါကန်းကော်ပင်အောင်မှာမပန်းညိုငိုရတယ်။တစ်ပုတ်ပင်အောင်မှာလည်းမပန်းညိုလွှမ်းရတယ်။အကြောင်းတည်းတဲ့သူတို့ကမပန်းညိုတနာကြတယ်။ အကြောင်းမသိတဲ့သူတချို့ကတော့မပန်းညို ပြစ်ပေးကြတယ်။မပန်းညိုကမောင်ပုံငယ်ကိုမျှော်နေခဲ့တယ်။အဒီခါမှာတော့လွမ်းဆော့တဲ့စိတ်နဲ့ငိုကြွေးရရှာတယ်။မပန်းညိုကမောင်ပုံငယ်ပြန်လာမယ်လို့တွေးနေခဲ့တယ်။အဒီခါမှာတော့ကြည်နူးရဲ့စိတ်နဲ့တခိခိအီမောရှာပြန်နေ။အအိပြန်အစာပြန်နဲ့ကြောင်ပြတ်တဲ့ရက်တို့များလာခဲ့တယ်။လူသူကင်းဝဲတဲ့ကန်းကောက်ပင်အိုတွေကြားမှာမပန်းညိုရှိပြီးတော့ရောတွေ့ရတယ်။ငိုရဲနဲ့လည်းမြင်ရတယ်။နောက်ပြောင်တက်တဲ့ကြောင်သားတချို့ကအဒီခိအဒီခါ လွန်စွာခေစားတဲ့တေးသန့်ရှင်မရဲ့တချင်တပုတ်ဖြစ်တဲ့မလွမ်းပွေတဲ့ချုံအစာသားပြောင်းပြီးတော့နောက်ပြောင်တည်ဆူကြတဲ့အခါမှာတော့တနာစပွဲမပန်းညိုလေးရညည်ရီတွေတပေါ်ပေါ်ကြာလာပြီးတော့ရှာကြီးတငယ်နဲ့ငိုကြွရရှာမာတော့တယ်။လာနေငယ်ကြမှာတော့ကန်းကောက်ပင်အုံတွေကြမှာငေးမောနေတတ်တဲ့တေပုတ်ပင်တွေအောက်အလွမ်းတွေကောက်နေတတ်တဲ့မပန်းညိုလုံးနေမရတဲ့တက္ကသိုလ်ကန်းကောက်တန်းရဲ့လမ်းမောပွဲအညာတရာပန်းတပွင့်ဟာဆိုရင်တဲတိစိတ်ပြောက်ွက်သွားခဲ့ရပါတယ်။ မပန်းညွတ်သေးဆုံးခဲ့ပြီလို့တချို့ကဆိုကြတယ်။တချို့ကလည်းမပန်းညွတ်ရွတ်သွက်သွားပြီလို့ပြောကြတယ်။မပန်းညွတ်ဟာဆိုရင်တော့စကိုင်းတောင်ရွတောင်းမှာမေတ္တလာရှင်ဖြစ်နေတွေ့ခဲ့ရတယ်ဆိုပြီးပြောရသူတွေကလည်းရှိကြပါတယ်။တချို့ကစိတ်တစားစေုံမှာကုသမှုခံယူနေကြတယ်ဆိုပြီးမပန်းညွတ်ထင်ကြေးပေးကြတဲ့သူတွေရှိရဲ့။နေကတဲ့တချို့ကတော့မပန်းညွတ်ကသူမထံမှာဆွဲကဲနေရဲ့ပျော်ကအတိုက်တွေကိုရှင်ရင်ကျော်အိစာတေရမဟိဒီစေကိုင်းဝင်ဆရာကြီးတစ်ပါးနဲ့ ုတမှုခံယူပြီးတော့တတပြောက်ကင်းခဲ့ပြီဖြစ်ကြောင်းနဲ့လော်ကီအီစာရီကိုစိတ်ကုန်ခံပြီးတော့ရသိမ်းမဖြစ်နဲ့ခံယူလိုက်တဲ့အကြောင်းတခါတည်းရန်ဂျိုက်တီယိုစိတ်တီတဝိုက်ဆရာကိုဆက်ကောင်းလို့အမည်ရတဲ့ရသိဝိဇာတစ်ပါးစီမှာရသိမ်းမလေးမပန်းညို့တင်းငင်အေဂျင့်စာနဲ့တွေ့ရတတ်တယ်ဆိုပြီးပြောဆိုကြပါတော့တယ်ဗီဒီယိုလေးကိုအခုလိုအဆုံးထိကြည့်ခဲ့ပြီးရတဲ့အတွက်လေးကျေးဇူးတင်ပါတယ်။နောက်ရက်ကျမှလည်းဘလိုမျိုးအကြောင်းအရာတွေကိုတင်ဆက်ပေးအောင်လဲဆိုတော့စောင့်မျှော်နှားဆင်ဖို့ပြောချင်ပါတယ်ရှင်။